အာဒေဝနာစဘာလာနံလူမိုက်ကိုမပေါင်းရဘူးဆိုတဲ့အတိုင်းပဲလူမိုက်ဟာပေါင်းလည်းမကောင်းဘူးအတူနေရလည်းမကောင်းဘူးညင်ရလည်းမကောင်းဘူးဒုက္ခရောက်ဖို့ပဲဒုက္ခရောက်ဖို့ပဲအေးအရာခက်ကလာကြီးကပြောင်းပြန်ဖြစ်ပြီးတော့တခါတည်းအရတောင်းမှလူရဝင်မှုသားဆုံးမှသူတော်ကောင်းဒီလိုဖြစ်လာတော့ဒီလိုဖြစ်လာပတ်စံရှိရင်ဥစ္စာရှိရင်ရှားဒူးရှိရင် အာနာရှိရင်ဒီကောင်လူကောင်းပဲတဲ့တတ်မှတ်ကြတဲ့ခင်မျိုးကော ရောက်လာကြတဲ့အခါကျတော့အဲ့လိုလူမိုက်တွေလူမိုက်တွေဇာတုအာနာနေရာလောက်ပိုင်းဝင်တွေရှိလာကြတဲ့အခါကျတော့သူတို့ရဲ့ဘေးရန်ကိုကြောက်ပြီးတော့နေကြရတဲ့လူကောင်းတွေကရိုးရိုးသားသားအေးအေးဆေးဆေးစိတ်ချမ်းသာလက်ချမ်းသာသူများလည်းဒုက္ခမပေးကိုမိသားစုကိုလည်းလာချမ်းသာကြီးပွားရေးကိုမိသားစုချမ်းသာဖို့ကိုနဲ့ဆက်ဆက်နေတဲ့ပုံကိုယ်တွေချမ်းသာဖို့အာရုံပြုတတ်ကြတယ်ရိုးသားအေးဆေးတဲ့ပုံကိုယ်တွေကအေးအေးဆေးဆေးနေလို့မရတော့ မရတော့အဲ့လိုမရရုံနဲ့မဟုတ်ဘူးသူတို့ကြောက်ပြီးတော့တခါတည်းပုံအောင်တင်းဆောင်ပြီးတော့နေကြရတဲ့အနေအထားမျိုးတွေတောင်ဖြစ်လာတယ်ပေါ့လူမိုက်ဘေးရန်ကြောက်ရပြန်ဆိုတာမျိုးဖြစ်သွားတာပေါ့လူမိုက်တွေရဘေးရန်ကြောက်လန့်ပြီးနေရတယ်ဘယ်ချိန်မှငါလာတတ်မလဲဘယ်ချိန်မှငါတတ်တလုံးရှားဝဲစုဆောင်တော့လည်းပြည့်စုံဥစ္စာလာပြီးတော့ခိုးမလဲလုမလဲငါသားသမီးတွေညဘယ်တော့ဒုက္ခပေးမလဲဆိုပြီးအဲ့ဒီလိုဖြစ်လာရတယ်ဟော ဒါတွေဟာခက်ကလာပြက်စီးတာပေါ့လူမိုက်တွေလူမိုက်တွေကိုဝိုင်းပြီးတော့ချင်းမြောက်ကြရတယ်နော်တပ်လူမိုက်ရဲ့တက်ရဲ့မှာတခါတယ်အဲ့ဒါလူတော်လို့ထင်တယ်လူမှန်လူဖြောင့်လို့ထင်တယ်လူမှန်လူကောင်းလို့ထင်တယ်ဉာဏ်ရည်တရားဟောပြီးတော့ဉာဏ်ဆံမှုตายာဖို့စီပင်ဖို့အားထုတ်တဲ့ပုံကိုယ်တွေကိုတော့တခါတယ်သူတို့ကကောင်းတယ်လို့မထင်ဘူးဟဟလာတတိမရှိဘူးဆိုပြီးတော့ထင်တယ် တလွဲတလွဲတယ်နော်အလွဲအချော်တယ်အလွဲအချော်တယ်ဒီပုဂ္ဂိုလ်ကလောကအကျိုးစီးအောင်လုပ်နေတဲ့ပုဂ္ဂိုလ်လားလောကကြီးပြည့်စည်အောင်လုပ်နေတဲ့ပုဂ္ဂိုလ်လားဒီပုဂ္ဂိုလ်ကအများကိုကဲတင်နေတဲ့ပုဂ္ဂိုလ်လားအများကိုဒုက္ခပေးနေတဲ့ပုဂ္ဂိုလ်လားဆိုတာကိုမကွဲတော့တယ်လို့ပုံစံဖြစ်လာအဲ့လိုမရိုင်းတဲ့ပုဂ္ဂိုလ်တွေကယာရုအာနာဟလာလက်နက်တွေလောက်ပိုင်ခွင့်တွေကိုလက်ထဲလက်စုပ်လိုက်ကန်ရှိလာတဲ့အခါမှာအများအေးစစ်ချမ်းချမ်းတော်တော်နေတဲ့အများကျဆောင်ရွက်နေတဲ့ပုဂ္ဂိုလ်တွေကဘေးဖြစ်လာတယ်သူတို့ကိုကြောက်လာရတယ်ဟော နောက်တစ်ခုဦးဇင်းတို့ဘာဖြစ်သွားလဲဒါလူလောကမှာအဲ့တယ်ရှင်ရလောကမှာလည်းသာသနာတော်မှာလည်းဒီတိုင်းအေးအဲ့ဒါဘုရားရှင်ဆုံးမတရားတော်တွေကိုကန့်လန့်တိုက်ပြီးထင်ရလို့ရတဲ့ပုံပေါ်တွေကိုဒါဓမ္မတွေကအများလက်ခံလာကြတဲ့အခါလောကကြီးကအများချင်းမြောက်ပြီးအတိမတ်ပြုတ်လာကြတဲ့အခါကျတော့သူတော်ကောင်းနေဟာတခါတဲ့လာဘုရားရှင်ဆုံးမအတိုင်းလိုက်နာကျင့်သုံးကြတဲ့သူတော်ကောင်းနေဟာလူရမဝင်တော့ဘူးလူရမဝင်အောင်လည်းမဟုတ်ဘူးအဲ့လို့ ရှင်ပြရဟန်းပြဒုတိလာတွေရဲ့ဒုက္ခပေးတာအနှောက်အယှက်ပေးတာအနည်းရဖြစ်အောင်လှုပ်တတ် မနေနိုင်အောင် မနေနိုင်မထိုင်နိုင်အောင်ဒါအမျိုးမျိုးနှောက်ယှက်ဟန်တာတတ်တဲ့အဲ့ဒါကြောင့်မလို့သူတို့ကိုကြောက်ရွံ့ပြီးတာကြောက်ရွံ့တယ်ဆိုတာကိုယ့်ရဲ့ဗမာစရိယအနည်းအသက်အနည်းကိုကြောက်ရွံ့တဲ့အတွက်ကြောင့်ရှောင်ရှားတိမ့်ဖယ်ရတဲ့အနည်းထားမျိုးတွေဖြစ်ပေါ်လာတယ်တဲ့ဒါဘာလို့ဆိုလို့ရှိရင်ဦးဇနုဘောဒလာမင်းကြီးရဲ့အိမ်မက်တစ်ခုတည်းကအမတမ်းမှ အားကောင်းတဲ့ကြားကြီးဟာသူ့ရဲ့အော်အင်အားမရှိတဲ့သူ့အစာဖြစ်တဲ့ခါတိုင်းပုံမှန်သလိုရှိရင်သူတို့ခေတ်ကာလကောင်းလို့ရှိရင်သူတို့ကောင်းနေရာယာဓုအာနာနေရာကြီးမားပြီးတော့လူမိုက်တွေကခေါင်းမထောင်နိုင်ဘူးနော်ခိုးတဲ့ပုံကိုသူများပျက်စီးရပျက်စီးကြလောက်တဲ့ပုံကိုတခါတထိုက်တဲ့အပြစ်တံပေးရတယ်လွှမ်းမိုးပစ္စည်းတတ်တယ်အဲဘုရားရှင်သာနာတော်မှာလည်းမြတ်စွာဘုရားရှိတဲ့အချိန်သူတို့ကောင်းနေအားကောင်းတဲ့အချိန်ဓမ္မဝါဒီတွေအားကောင်းတဲ့အချိန်မှာအလစ်စီပုံကိုသူကခေါင်းမထောင်နိုင်ဘူးခေါင်းထောင်ရင်နေနေနေကိုခံရရတယ်ဝင်းနေတဲ့အချိန်နေနေတာခံရရတယ်နော် ဲ့လိုမျိုးမနှိမ့်နေနိုင်တော့သူတို့ကများလာတဲ့အခါသူတို့ကိုပြန်ပြီးကြောက်ရတဲ့အနေထားဖြစ်သွားတကယ်လို့ကိုကစကားပြောပြဆိုင်တော့မှပဲအငင်းအခေါ်ဝိဝါဒအတိကရုံးဖြစ်ပွားပြီးတော့ရံပြီးပွားဖို့ဖြစ်လာတယ်ပေါ့ဒါမှမဟုတ်လူမိုက်တွေရဲ့ဘေးကိုကြောက်တဲ့အတွက်ကြောင့်သူတို့ကောင်းတွေကတင်းချောင်ပုန်းခူရတဲ့အနေထားမျိုးတွေဖြစ်ပေါ်လာတယ်တဲ့ဒါကြောင့်လည်းမင်းကြီးအိမ်မထဲကဆိုစသစ်အာဆီဒ်စသစ်ဟာသူ့အောင်အားငယ်တဲ့စိတ်တွေသမင်းတွေတရေတွေရဲ့အန္တရာယ်ကိုကြောက်လို့ဟာလာသူ့ကိုလိုက်ပြီးတော့ကောက် ိုက်ခိုက်ရံမှုနေကြတော့တင်းရှောင်ပုန်းခိုရတဲ့အနေအထားမျိုးနဲ့သွားတူတယ်ပေါ့အဲ့ဒီအိမ်မက်နဲ့သွားတူနေတယ်ဒါပဲဆိုလို့ရှိဆရာတော်ဘုရားကြီးတွေကကျတဲ့သားကိုလာစိတ်စားလို့နေကုန်ပြီစိတ်ကို အမြင်သစ်တွေပုံနဲ့ထုံးနေအညီသူလက်စီဒုတ်သေးတော့နိုင်နေဒီလောအရှင်မြတ်ကဲတော့ဒုတ်ဒီကိုအမြင်ကတ်တော့ကြောင့်တော်ရတော့ချင်း